တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအလုံးမဲမင်္ဂလာပါဘဝရီယာရှင် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့တောင်ကြီးတစောင်းနိုင်ပွဲမှာဈေးရောက်နေတဲ့ဈေးတဲ့တူကလူတွေတအားတိုးတာကြောင့်အဲ့တိုးနေတဲ့လူအုပ်ကြီးကိုဒါအချိန်ရည်နဲ့ပတ်တဲ့ကိစ္စဒါဖြစ်ပွားသွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးအချိန်ရည်ပတ်တဲ့ကိစ္စကြောင့်ဒါ လူပြောများနေတဲ့ဒီဗီဒီယိုလေးကိုဒါကျွန်တော်အရင်ဆုံးဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်။တောင်ရီမိဘုံပွဲမှာဈေးရောက်တဲ့သူကအချင်းရင်းနဲ့လူအုပ်ကြီးတွေကိုပတ်တာတဲ့။အဲ့ဒါမနေ့ကကလာဒီနေည၈နာရီကချက်သွားတာ။လာဒီနေဆိုတော့သိရမလား။ဒီတောင်ကြီးတောင်နဲ့မိဘုံပွဲမှာအရင်လူရစစ်စစ်ကားကားထက်နေတာပေါ့။စစ်စစ်ကားကားထက်နေတဲ့အချိန်မှာတော့လူတွေတိုးချိန်နေရတာပေါ့။ရှိုးဝဲတွေလည်းရှိရဲ့လေ။တောင်ကြီးမိဘုံပြန်ထွက်တော့လဲချိန်နေတဲ့လူတွေနဲ့ဆိုတော့တိုးချိန်နေရတာပေါ့။အဲ့ဒါကိုဈေးတွေကဈေးရောက်တဲ့လူကလည်းသူကလည်းလုံးဝကြီးကို 啊，都都三个人都进去的时候，你们看那个时候，对吧？前头有没八大啊，公公，到底在干呢？公公，这叫你家不懂，明天要去哪里干？呃，八大的是不？那天要去哪里干八大的？我都来这个嘛，都进都都你家嘛，好的。第六欧几啊？他奶奶也是干的，张明没跟我们讲过了。那天弄完去了，连家的公看，家家的公看，没两家多家了的。谁在的奶奶来？他谁在的谁在的？别吃麻烦，谁在的奶奶？哎呦！ ဟိုမလုတ်တင်ပါဘူးเนาะဒါပေမဲ့တခြားကနေလာလာအောင်တဲ့လူဆိုလဲဖြစ်နေရှိပါတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်လေเนาะဒီလိုလူအုပ်ကြီးเนี่ยတွိုးနေတဲ့ဟောင်းနဲ့နားလည်မှုတွေတော့ never ရှိပြီးလိုက်ပါဘောเนาะဒါမှလည်းတောင်းနှစ်ဖက်အဆင်ပြေမှာဘောအခုကျတော့တောင်းနိုင်ပွဲမှာတောင်းနှစ်တောင်းနိုင်မျိုးပွဲမှာဒီလိုအချင်းနဲ့ပတ်တယ်သစည်းစရာပတ်တယ်ဆိုတော့ဟိုကြားတဲ့လူတွေအတွက်လည်းမကောင်းမြင်ရတဲ့လူတွေအတွက်လည်းလုံးဝမကောင်းတောင်းကြီးမျိုးအတွက်လည်းသိခါကြတာဘောသိရမလားအဲ့ဒါကြီးတော့လုံးဝအဆင်မပြေပါဘူး ဟုတ်ကဲ့ပါတောင်ကြီးတစ်ဆောင်နိုင်မိဘုံပြန်ပွဲတော်ဆိုတာကဒါမြန်မာနိုင်ငံကအထင်ကရနော်ပွဲတော်တွေတဲကဒါနာမည်အကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်အဲ့ဒီလိုမျိုးပွဲတော်ကြီးဖြစ်တဲ့အတွက်လည်းဒါမြန်မာနိုင်ငံအနှံ့ပြားကတာလူတွေကသွားရောက်ပြီးတော့လဲပတ်ကြတာပဲဖြစ်ပါတယ်အဲ့လိုလဲပတ်တဲ့အချိန်မှာဒါကလူဝတ်တအားများလွန်းတဲ့အတွက်အကင်ရောင်းတဲ့ဒါဈေးတဲ့အတော်ကြီးကဆိုရင်ဒါသူ့ရဲ့အကင်လဲပေါ်ကိုဒါလူတွေပြိုလာမှလူတွေသူ့သူ့လဲဟိုဒါလူတွေဟိုဖြစ်သွားမှစိုးရွားကြောက်တာ အချိန်ရည်နဲ့အဲ့လိုမျိုးပတ်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးဒါလူအုပ်ကြီးကိုဒါအဲ့လိုမျိုးအချိန်ရည်တွေနဲ့ပတ်ခဲ့တဲ့အတော်ကြီးကိုဒါအခုကြည့်နေတဲ့ပရိသတ်ကြီးကောဘယ်လိုမြင်လဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.